မင်္ဂလာပါပရိသတ်ကြီးတွေအောင်မြတ်တာ channel လေးကနေ ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဇေယနာယာမညရေးသားထားတယ်တက်ခိုင်နဲ့ပညာပြရွေမြို့သိချင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်နောင်တရားမြို့မှာအခြေချနေတဲ့တက်ခိုင်နေနဲ့မြို့စုံကလူမနေတဲ့ဇေယလေးပေါ်မှာသူ့ဘဝကိုစတင်ခဲ့တယ်ဘယ်ကနေပြောင်းလာမှန်းမသိဘူး ဘသူမှမသိတဲ့လူတယောက်ကိုမျိုးကန်တွေကကွက်ကြည့်ကွက်ကြည့်လှုပ်တာခံရသလိုအခါတရံမှာတော့မကောင်းမှုဒုစရိုက်လုပ်ငန်းလုပ်ကင်နေသူတို့လည်းဖြီးကဘာကြည့်ကဘာပြောဆိုတာခံခဲ့ရတယ်။တခိုင်ကတော့သူ့ကိုပြောတဲ့သူတွေကိုခပ်ပြုံးပြုံးမျက်နှာထားနဲ့ကြည့်နေတတ်တယ်။သူတော်ဝင်ကမဟုတ်မမှန်ပြောသူတွေကိုအလုံးနဲ့တတ်သိပြဖို့ပဲမဟုတ်ပါလား။တခိုင်နေတဲ့မိမိနေထိုင်တဲ့ဇရက်ပေါ်မှာ တရားထိုင်ခြင်းအင်းဆွဲခြင်းလုပ်တွေကိုဒီဇိုင်းမမတ်ဆောင်ရွက်ခဲ့သလိုဆရာသခင်ပြောခဲ့မှုတဲ့ဂိုင်းတော်ရဲ့ဂုံတရင်ကြော်သောဖို့အတွက်ညီတို့မျိုးပုံလောက်ရမျိုးကိုလည်းအစဉ်အမြဲတွေးတော့နေခဲ့တယ်။မြို့ပေါ်မှာတော့ရေစင်ဂိုင်းလို့ခေါ်တဲ့ဂိုင်းတစ်ခုရှိနေပြီးရေစင်ဂိုင်းဟာဂိုင်းငွေအင်အားရာခဏအထိရှိတယ်။နာမည်ကြီးဂိုင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ရေစင်ဂိုင်းရဲ့ထူးခြားချက်ကညီသည့်ပျောကောက်ကိုမဆို ရေစင်တစ်ခွက်နဲ့ပဲကုသတာပဲအလားတူပဲဘိုက်အောင်ဘိုက်နာတာကအစားအပင်အသွင်းခံရတာဆုံးရေစင်တစ်ခွက်နဲ့ကုသပေးတာကြောင့်မြို့ကန်လူတို့ရဲ့ယုံကြည်ကိုးစားမှုကိုရနေတယ်ဂိုင်းတစ်ခုလည်းဖြစ်ခဲ့တယ်ဒီလိုထင်ကြရဂိုင်းတစ်ခုရှိနေတဲ့မြို့မှာတက်ခိုင်နေတဲ့သူ့ရဲ့ပညာအစွမ်းကိုလူအများအသိအမှတ်ပြုအောင် ပြုလုပ်ဖို့ဆိုတာကအတော်လေးကိုမလွယ်တဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။တရက်မှာတော့ အင်းဆွဲတဲ့မိုင်းကင်ဆက်ကူဂုံနေတာကြောင့်မျိုးတွေကစာရေးကရိယာဆိုင်မှာဝင်ဝင်နေတဲ့ချိန်စင်းဆွဲရောင်တီရှပ်အင်းကြီးဝတ်ထားတဲ့လူ၃ယောက်ကဆိုင်ထဲကိုဝင်လာခဲ့ပြီးတော့ဆိုင်ရှင်မိမကိုကြည့်လိုက်ပြီးဒေါ်ဆိုင်နေကောင်းရဲ့လားဗျာဘသူများလဲလို့ဆရာလေးတို့ပါလားဘာကိစ္စရှိလို့လဲကတော့ပွဲလာဝဲင်းနဲ့ဒေါ်ဆိုင်စီကိုအလဲလာခဲ့တာဟိုတစ်ခေါက်ကိစ္စအဆင်ပြေသွားပြီမလားပြေတာမှလွန်ရောဆရာလေးတို့ရဲ့ ဆရာကြီးကိုလည်းလေကျေးဇူးတင်ကြောင်းပြောပြပါဦးတော်လည်းလေဆရာကြီးစီကိုလာမယ်လာမယ်နဲ့မလာပြဘူးဖြစ်နေတာဆရာကြီးကဒိတ်ထံဝင်နေတာဒီရပိုင်တိတ်မအားဘူးဒါနဲ့နမ်းမေရောရုပ်ရည်ခန်းတန်းတန်းလူငယ်ကဆိုင်အနောက်ကအိမ်ထဲကိုလှမ်းကြည့်ပြီးမေးလိုက်ရာဒေါ်ဆိုင်ကယုံကြည်တဲ့မျက်နှာနဲ့တမီးကလေသူ့အဖိုးတွေအိမ်ကိုလဲသွားတယ်။အော်ဒါဆိုရင်လည်းကျွန်တော်တို့ခွင့်ပြုပါဦး။လူငယ်တွေက တိုင်ရှင်မိမကိုနှုတ်ဆက်ပြီးထွက်သွားတော့တက်ခိုင်လေဝယ်ထားတာရဲ့ကြားသိမ့်ဝီကိုရှင်းနေတဲ့ချိန်မောင်ရင့်ရို့လေဒီမြို့မှာအရင်ကမတွေ့ဘူးပါဘူးဧည့်သည်များလားဟုတ်ပါတယ်တော်တော်ဒီမြို့ရောက်တာမကြသေးပါဘူးမင်းကမိုင်းကင်ဆက်ကူတွေအများကြီးဝယ်ပြီးဘာလုပ်မလို့လဲတိုင်ရှင်မိမကြီးကသူ့ဝတီအတိုင်းဆက်စုနေတာကြောင့်တက်ခိုင်ကပြုံးပြလိုက်ပြီးအတုံးလို့လို့ပါတော်တော်ရဲ့ဒီမှာကြားသိမ့်ဝင်နော်ထားခဲ့ပြီ တက်ခိုင်ကငွေချို့ကိုသပွဲပေါ်တွင်ပြီးထွက်သွားတဲ့ချိန်ဒေးဇန်တိုင်းနောက်ဘက်ကနေပြီးတော့စူးစူးညံ့ညံ့အတန်းနေထွက်လာခဲ့တယ်အမလေးလေးလောက်ကြပါဦးမောင်စောတစ်ပင်ပေါ်ကနေပြုတ်ကြလို့ဟေးတက်ခိုင်လည်းအတန်းကြားတဲ့ဘက်ကိုကြည့်လိုက်ရဆဲကြောတဲ့ကလေးတယောက်ကဆဲပြီးတော်တော်မြင့်နေဘန္နာပင်ရောက်မှာရပ်ဖြူလမ်းပြီးသတိလစ်နေတာမြင်လိုက်ရတယ်မောင်စောရေမောင်စောအနာမရှိတဲ့လူတွေက မောင်စောဆိုတဲ့လူငယ်ကိုလှုံ့နှိုးနေပေမဲ့လုံးဝသတိမလဲလာတာကြောင့်ပွေ့ချီပြီးကားပေါ်တင်မို့လို့ခဏလေးနေပါဦးဗျာကလေးကပုံမမဟုတ်ဘူးဗျာတက္ခရဲ့အတန်းကြောင့်အနီးနားကလူတွေရဲ့အချိကတက္ခိုင်စီစုပြုံပြီးရောက်လာခဲ့ဘလို့ပုံမမဟုတ်တာတော့အပင်ကအရန်မမြင့်တယ်လို့ကလေးမှလည်းထိခိုက်တံရရတာလည်းမတွေ့ဘူးတက္ခိုင်ကစကားဆုံးအပင်မဟုတ်စိုက်ကြည့်လိုက်ရာ တပင်ခွာကြမှာရေးကြဲကြဲမျက်နှာနဲ့ထိုင်နေတဲ့နာနာဘွားတကောင်ကိုမြင်လိုက်ရတယ်။လက်ဆက်တတ်တော့ဒီကောင်ကြောင့်ကိုတခိုင်ကဟက်ခနဲ့ကြီးလိုက်ပြီးတော့ကလေးကိုဆေးရုံခေါ်သွားကြမလို့ပါဘူး။ခြေတစ်ခွက်သာယူခဲ့ပေးပါ။ခြေရလာတော့တခိုင်ကရိုက်ထဲမှာပါလာတဲ့လေးခွက်ရင်တစ်ချက်ကိုပြာချလိုက်ပြီးတော့ခြေထဲကိုဖျော်ပြီးကလေးရဲ့ပါးစပ်ထဲအဆက်ချလိုက်တယ်ဆိုရင်ပဲသတိလင်းနေတဲ့ကလေးကငေါကနဲ့ထားထိုင်လာခဲ့တယ်။ကောင်းလေသတိရပြီလား။ အပင်ပေါ်မှာအပင်ပေါ်မှာငုတ်တုတ်ထိုင်နေတယ်။ဟုတ်တယ်ကွာ။မင်းကသူ့အပင်ပေါ်တတ်တာအောင်သူကမကြိုက်လို့တွန်းချလိုက်တာ။တက်ခိုင်ကအပင်ကိုမော့ကြည့်ပြီးပြုတ်လိုက်တဲ့ချိန်အပင်ခွာသားမှာထိုင်နေတဲ့ကောင်ကတက်ခိုင်ကိုပါဇက်ဖျဲပြရှာထုတ်ပြနေပြောင်းနေခဲ့တယ်။အမလေးလေးတော်သေးတာပေါ့။ဒီကဆရာကဲပြီလို့မောင်စောနင်တော့လေအိမ်ရောက်မှငါနဲ့တွေ့မယ်။ပြီးခင်ဖြစ်သူကလက်ညှိုးတထိုးထိုးနဲ့ပြောနေတဲ့ချိန် တက်ခိုင်ကိုလူသုံးယောက်ကစိုက်ကြည့်နေခဲ့တယ်။ဒီအပင်မှာအဆောင်ရှိတာမို့လို့အခုခုဆိုရင်အရီပေးပြီးမှလောက်ကြပါ။ဟုတ်ကဲ့ပါဆရာเอ။ဒါနဲ့လေဆရာရေစင်ခိုင်းရလား။မဟုတ်ပါဘူး။ကျုပ်ကတခြားခိုင်းတစ်ခုပါပါ။တက်ခိုင်ကစကားစောင်းဖြတ်ပြီးတော့မိမိနေထိုင်ရာဇရက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။အဲ့ဒီကောင်ရောဗျာ။ကျွန်တော်တို့ရှေ့မှာလူရင်းကျလောက်သွားတာဗျာ။မောင်ဟန်ရဲ့စကားကိုဘေးမှာရှိနေတဲ့သူတွေက ဟိုကြောင်ထောက်ခံလိုက်ပြီးတော့သူကလေအင်းကိုပြချပြီးကုသွားတာဆရာရဲ့အရင်တော့အော်သူ့ကိုဒီမြို့မှာမြင်ဘူးလားမတွေ့ဘူးဆရာရဲ့ဟိုတလောမှာဘူတဲကုန်းမှာပညာပြသွားတဲ့သူဆိုတာအဲ့ဒီလူပဲဖြစ်နေမလားဘသူပဲဖြစ်ဖြစ်ကွာမင်းတို့တွေဂယုစိုက်ဖို့မလို့သူလဲသူ့လောက်ကိုသူ့လောက်မင်းတို့လဲမင်းတို့လောက်မင်းတို့လောက်ပေါ့ဒါပေမဲ့ဆရာရဲ့ဘောင်းဟန်တော်တော် ူကငါတို့နဲ့ခိုင်းမတူပင်မယ်ငါတို့ရဲ့လမ်းစဉ်နဲ့အတူတူပဲမဟုတ်လားသူ့ကိုထပ်ပြီးမနှောက်ယှက်ကြနိုင်ဆရာဖြစ်သူရဲ့စကားကြောင့်မောင်ဟန်ကခေါင်းကိုနှိမ့်ပြလိုက်တယ်စိတ်ထဲမှာတော့တိတ်ပြီးမချင်းရဘူးတိတ်ဆိတ်နေတဲ့ညအချိန်မှာတော့တက်ခိုင်နေတဲ့ဇရက်ပေါ်ကနေဖျားရှိကိုတန်တက်တက်ထွက်ပေါ်နေခဲ့တယ်ဇရက်ပေါ်မှာထုံးကြည့်ကြတယ်ဖျောင်းနိုင်ရဲ့အလင်းရောင်ကြောင့်ဇရက်ပတ်ဝန်းကျင်တစ်ခုလုံးကိုကောင်းစွာမြင်ရပြီးတော့ အဝေးထဲမှာရှိတဲ့အရာအလုံးကတိတ်ဆိတ်နေခဲ့တယ်။အဖေတက်လာလို့ရလား။အကွက်ကဲအတန်ကဇရက်အောက်ကနေထွက်လာတော့မို့ရုပ်ဖတ်နေတဲ့ဂါရာကိုရက်ပြီးလှည့်ကြည့်လိုက်ရ။ဟောင်းတွန်းနေတဲ့ဝက်စားကိုဝှေ့ထားတဲ့အဖိုးကြီးတယောက်သူ့ကိုစိုက်ကြည့်နေတာမြင်လိုက်ရတယ်။ကြားပါရဲ့တက်လာခဲ့လေ။ဘာကိစ္စရှိလို့လဲ။တက်ခါရဲ့စကားကြောင့်အဖိုးကြီးကလှေကားဘက်ကိုတက်လာခဲ့တယ်။သူစံတာကဇရက်ပေါ်ရောက်တိတိုင်း အဖိုးကြီးရဲ့ခြေထောက်တွေကလုံးဝမလှုပ်တာကိုသတိထားမိခဲ့တယ်။ဘင်းကဒီမျိုးဘာလာလှုပ်တာလဲ။ကျုပ်ကလေဂိုင်းတော်ရဲ့ပညာရက်တွေပြန်ပွားအောင်လှုပ်ဖို့ရောက်လာတာပါ။ဒီဟာအဖိုးကဘသူများပါလဲ။ငါကဒီရက်ကွက်ကိုစောင်းလျှောက်တဲ့သူပဲ။ရက်ကွက်ဆောင်ပုဂ္ဂိုလ်ကိုအချောင်းတို့များရှိလို့လား။ဘင်းကညာတိုင်းဂါရာတွေရွတ်ဖတ်နေတော့ဒီနားမှာနေတဲ့သူတွေကကြောက်ပြီးထွက်ပြေးနေရတယ်။ ကျုပ်ကသူတို့ထိခိုက်စေမဲ့ဂါရာတွေရွတ်တာမဟုတ်တော့ဘလို့ဖြစ်ပြီးမနေနိုင်ရတာလဲနေရဲ့ဂါရာကြောင့်ပြေးတာမဟုတ်ဘူးနေရွတ်ဖတ်တဲ့အချိန်ဘေးမှာရှိနေတဲ့အဆောင်တွေကိုကြောက်လို့ထွက်ပြေးရတာအင်းဆောင်တွေကိုကြောက်လို့ပြေးတာဟုတ်နောက်ရက်တည်းဆိုရင်အင်းဆောင်တွေကိုမပင့်တော့ဘူးလို့ပြောပေးပါကျုပ်လည်းသူတို့နေတိုင်းမြတ်တာပို့ပေးပါတယ်အေးအေးနေပို့တဲ့မြတ်တာတွေကိုလည်းငါတို့ရကြတယ်သူတို့လည်းရကြပါတယ် ကျုပ်ကအားလုံးမြစ်တာထားပြီးတာပါသူတို့ဘက်ကကျုပ်ကိုရံမပြုတ်သေးကျုပ်ဘက်ကဘသူ့ဟိုမှာထိတတ်အောင်မလုပ်ပါငါလဲသူတို့သုံးမထားမယ်နင်လဲတခုဆိုရင်ငါ့ဟောပြောဒီနေကငါနဲ့ဆိုတော့ကူညီလို့ရတာပေါ့ကောင်းပါပြီဖိုးရဲ့ကျုပ်လိုအပ်ရင်ခေါ်လိုက်ပါမယ်တခါရဲ့စကားဆုံးမှာ အဖိုးကြီးကဇရက်ပေါ်ကနေဆင်းပြီးတော့အမောင်လေးကိုဝင်းရောက်ပြောက်ွယ်သွားခဲ့တယ်ဒီမဲ့ဒီမဲ့ ဖရဘေးမှာထမင်းကိုတည်နေတဲ့အချိန်လှမ်းခေါ်တဲ့အတန်းကြောင့်ကြိတ်လိုက်ရအသက်35နှစ်အရွယ်လူ၃ယောက်ကိုမြင်လိုက်ရတယ်။ဘာကိစ္စလဲဗျာ။မင်းကိုမေးရရှိလို့လာတာ။ဒေသန်ကနေငယ်မာနေတာမို့တက်ခိုင်က ထမင်းကိုအောက်ချလိုက်ပြီးတော့ဘာမင်းမလို့လဲဗျာ။မင်းကဒီမျိုးမှာပယောကအခုဘို့လာတဲ့သူလား။ပယောကအခုဘို့ဆိုတာတခြားလောက်ရမယ့်ကိစ္စတွေလုံးဖို့လာခဲ့တာပါ။အဲ့ဒါဘာများအရေးပါနေလို့လဲ။ မင်းဒီမျိုးမှာပျောကကုဖို့ဆိုရင်ငါတို့ဆရာကိုအရင်ဆုံးဂါရဝပြုတ်ဖို့လိုနေမယ်မဟုတ်ရင်တော့မင်းကိုကုခွင့်မပြုတ်နိုင်နောက်ပြီးတော့မင်းကဆရာတုဆရာလိန်ဖြစ်နေငါတို့မျိုးသားတွေပဲဒုက္ခရောက်မှာရုပ်တရက်စောကားခံလိုက်ရတာကြောင့်တက်ခိုင်စိတ်ထဲထောင်းကနေဖြစ်သွားပေမယ်စိတ်ကိုပြန်လျှော့လိုက်ပြီးတော့မင်းတို့ကဘာတွေလဲကွာပျောကကုလာတာမင်းတို့ရဲ့ဆရာရဲ့ခွင့်ပြုချက်ကိုယူအောင်မလားငါပါလားဒီမှာပျောကကုခြင်းကု မကုစင်မကုမင်းတို့ရဲ့ဆရာစီလာခြင်းလဲလာမယ်မလာခြင်းလဲမလာငါဘောအောင်တော့မင်းတို့တွေသုံးမလို့မရမနာစောစောစီစီအာယံလာနောက်နေတခိုင်ကပြောလိုက်ရရက်နေတဲ့သူတွေတဲကတယောက်ကမင်းနဲ့ငါတို့ ਨੇ တကွေ့တော့တွေးကြအောင်မှာပေါ့ကွာအဲ့ဒါလို့ပြောပြီးထွက်သွားခဲ့ကြတယ်ဒီကိစ္စတွေဖြစ်ပြီးတစ်ပတ်လောက်ကြာမှာတော့တခိုင်နေတဲ့ဇယနာကိုတော်လေးကွာကိုသိနေလူငယ်သုံးယောက်ရောက်လာခဲ့ကြတယ်။တက်ခိုင်ကတော့ ဇယက်ခြေရင်းမှာထိုင်နေတဲ့လူငယ်သုံးကိုကြည့်ပြီးမင်းတို့တွေရေးစားလို့ရရေးတော့လို့ရရင်တော့ဘိုက်စားရင်တော့ငါပြောသေးတယ်ယူစားယူစားလို့ကျွန်တော်တို့ဘိုက်တယ်အသားလုံးတွေရောက်လာရင်ဘယ်လိုလုပ်မလဲလူငယ်တွေရဲ့စကားကြောင့်တက်ခိုင်ကသဘောကျသွားကြည့်လိုက်ပြီးတော့မင်းတို့တွေကကြောက်နေရလားကွာငါကလေမင်းတို့ဘာမှမလုပ်ပါဘူးကွာမျိုးတွေမှပြောနေတာဥလိကအောင်လန်းဆရာတယ်တရေတွေလည်းမွေးထားလို့ပြောတယ် မင်းတို့ဘသူကနောက်လိုက်တာလဲကွာတမျိုးလုံးပြောနေကြတာပဲကျွန်တော်ကတော့မဟုတ်တဲ့အကြောင်းပြောပါသေးတယ်ဒီကောင်လေးကိုမေးကြည့်လိုက်မင်းကငါဘက်ကနေဘာဖြစ်လို့ဝင်ပြောပြရတော့ဦးလေးကကျွန်တော်ကိုကယ်ပေးခဲ့တာလေမမှတ်မိတော့ဘူးလားလူငယ်ရဲ့စကားကြောင့်တက်ခါကြည့်လိုက်ရဟူတလောကတိပေမော်ကပြုတ်ကြလို့ကူညီပေးခဲ့ဘူးတဲ့လူငယ်ဖြစ်နေတာမြင်လိုက်ရတယ်ဩတရေတွန်းချလို့သတိလစ်သွားတယ်ကောင်းလေးပဲ မင်းကဒီကိုဘယ်လိုသိပြီးရောက်လာတာကျွန်တော်တို့ကအားတဲ့ချိန်နေဆိုရင်ငှက်လိုက်ပြစ်တတ်ကြတယ်အခုလဲမြို့ပြင်ဘက်ကိုထွက်လာရင်ဒီဘက်ကိုရောက်လာတာမင်းကငါ့ကိုမကြောက်ဘူးလားကွာမကြောက်ပါဘူးဗျာဦးလေးတာအောက်လန်းဆရာဆိုရင်ဟိုနေ့ကကျွန်တော်ကယ်ပေးပါမလားကယ်ပါမင်းတို့၃ယောက်နာမည်ကဘယ်လိုခေါ်လဲကျွန်တော်ကမောင်စောသူကမင်းတယ်ဒီကောင်ကကြက်ကန်မင်းတို့၂ယောက်ရဲ့နာမည်ကဟုတ်ပါပြီ ီကောရဲ့နာမည်ကဘယ်နဲ့ကြက်ကန်းဖြစ်နေရတော့ဟေးဟေးဒီကောကမနာပဲမြင်တာလေနည်းနည်းလေးမှောင်တာနဲ့မမြင်ရတော့လို့ကြက်ကန်းလို့ခေါ်ကြတာအဲ့ဒီကောင်ကျွန်တော်နာမည်ဖြတ်တာကျွန်တော်နာမည်ကမောင်ပြာသူလို့ခေါ်ပါတယ်အေးမောင်စောမင်းတင်ပြာသူမင်းတို့တောင်းရောက်ကငါနဲ့ပထမဆုံးခင်းတဲ့သူတွေပဲကွာမင်းတို့ရဲ့အသက်တွေဘယ်လောက်ရှိပြီလဲစက်ခုံကြော်ပြီဗျဒီကောင်ဆိုရင်လေပြီးခဲ့တဲ့လမှာပြည့်တာ မောင်စောကပြာတို့ကိုလက်ညှိုးထိုးကပြောပြလိုက်တယ်။မင်းတို့တွေကလည်းကွာငှက်ပြစ်ထွက်တယ်လေပြောသေးတယ်။ငှက်လေတကောင်းမှရတာမတွေ့ပါလား။ဒီနေ့ကကံမကောင်းပါဘူးဗျာ။မိုးလေးနဲ့ကတကောင်းမှမရသေးဘူး။မင်းတို့တွေမို့လို့ဒီလိုလှုပ်တွေလှုပ်ကြတယ်။ငှက်ရတော့မင်းတို့တွေရဲ့ဖိုက်တင်းသွားလို့လား။ပြင်းလို့ပေါ့ဦးလေးရာအိမ်မာတွေလည်းဘာမှလှုပ်စရာမရှိဘူးလေ။ဟာမင်းတို့တွေပြင်းငှက်စီလာခဲ့ပေါ့ကွာ။ ားလဲတယောက်တည်းဆိုတော့စကားပြောဖို့မရှိဖြစ်နေတာကြော့ကြော့မပြောသေးသေးစားလိုက်ကြအောင်ဟာမပြောသေးရချိုးနေတာပဲဦးလေးအေးပေါ့ကွာငါ့ချိုးတတ်တယ်ပြည့်အောင်လှုပ်ထားတာ ਉ မောင်စောမင်းတင်နဲ့ပြာသူတို့၃ယောက်လဲအချိန်ခဏလေးတွေ့မှာပဲတက်ခိုင်နဲ့ခင်မင်းရင်းနှီးသွားခဲ့ကြတယ်နောက်ရက်ဒီမှာလဲမောင်စောတို့၃ယောက်ကမထင်မထင်လို့ရောက်လာခဲ့တတ်တယ်ဒီလိုနဲ့တစ်ပတ်လောက်ကြာမှာတော့ မောင်စောင်းနဲ့မင်းရင်တို့နှစ်ယောက်ပဲရောက်လာခဲ့တာကြောင်ပြာသူတယောက်မပါဘူးလားကွာမင်းတွေကခေါင်းခါရမ်းလိုက်ပြီးတော့ပြာသူရဲ့အဖွာနေမကောင်းလို့ပြုစုနေရတယ်အဲ့ဒါကြောင့်မလိုက်လာတာအေးပြာသူမှမိဘတွေမရှိတော့ဘူးလားပြာသူမိဘတွေကလေသူငငယ်လေးတွေကသုံးသွားကြတာသူ့ကိုအဖွာဖြစ်သူပါပဲကျွေးမွေးထားတာသူ့အဖွာဘာဖြစ်တာလဲလူကြီးကျော်ကလို့တော့ပြောကြတာပဲဘာဖြစ်မှန်းတော့တိတိကျကျမသိဘူး မင်းတို့ကလည်းကွာတကယ်ချင်းဖြစ်သူရဲ့အဖေကနေမကောင်းဖြစ်နေတာဝိုင်းပြီးတော့မပြုတ်စုကြဘူးလားဦးလေးကဘာသိလို့လဲသူ့ဘွားလေပြာသူတယောက်ပဲအနာကတ်လို့ရတာကျွန်တော်တို့လာလို့ရှင်အော်ကြီးဟစ်ကျင်တယ်မောင်းထုတ်တာဗျာဟေးဟုတ်တယ်ဦးလေးရေဘိုးနေရလေကျွန်တော်တို့ပြန်သွားတော့သူ့ဘွားအိမ်ရှိမှငုတ်တုတ်ကြီးထိုင်ဆောင်နေတာရလုံးနေဆိုရင်လည်းနီးရဲနေရပဲမသိရင်တရဲမိုက်လို့ပဲပြာသူဆိုလို့ရှင် ကျွန်တော်တို့စီရောမလားတပတ်လောက်ရှိနေပြီ သူ့အိမ်ကိုသွားခေါ်တော့လေအဖွားကြီးကအုံငေါက်နေလို့သွားမခေါ်ရဲဘူးသူ့ဘွားအရင်တော့ကလည်းအဲ့လိုပဲလားအခုလောက်တော့မစိုးဘူးဗျာအရင်ကလေးတန်းလောက်ပဲထွက်နိုင်တဲ့အဖွားကြီးကအခုဆိုရင်အတန်ပြင်းနေអော်တာမောင်စောကမျက်နှာထိမျက်နှာထားနဲ့ပြောလိုက်တာကြောင့်တက်ခိုင်နေငယ်စဉ်းစားလိုက်ပြီးတော့အောက်ပြာသူတို့အိမ်လိုက်ဖို့ပေးလို့ရလားဦးလီကဘာသွားလို့မလို့လဲသူ့အဖွားကြောင့်စိတ်ညစ်နေရပါဦးမယ် ကာဆေးပညာလေနည်းနည်းပါးပါးသိတော့သူ့အဖွားရဲ့ယောဂကြည်ပေးလို့ရလေကွာမင်းတို့တွေအိမ်ပေါ်မတက်ရင်လေအောက်မှာပဲစောင့်နေပေါ့ဦးလေးပြောတာလဲမှန်တာပဲနော်သူတို့ဘာသာဆိုရင်ဆေးကတော့မပြနိုင်တာကွာငါတို့ခေါ်သွားပေးလိုက်လို့အကျိုးမရုပ်ပါဘူးမင်းနေရဲ့စကားကြောင့်ဘာအစောကကောင်းချင်းပြလိုက်ပြီးတော့တက်ခိုင်တဲ့သူထွက်လာခဲ့ပါတော့တယ်မင်းနေ20ခန်းလမ်းလျှောက်ပြီးချိန်မှာတော့သွေးမြင့်နေတဲ့ဝက်ကတ်တွေကိုကာယံထားတယ်ပြာသူတို့အိမ်ရှိရောက်လာခဲ့ကြတယ် ပြတော့ရေပြတော့မင်းတွေကအိမ်ရှိကနေအော်ခေါ်လိုက်ပြီမေအထင်းကနေဘာမှပြန်ထူးတဲ့တံမကြတာကြတခိုင်အပေါက်ကနေချောင်းကြည့်ဖို့လို့ဘသူတွေလဲအတန်နဲ့တူပရီနီတွေတွဲကြနေတယ်အဖွားကြီးရဲ့မျက်နှာထွက်လာခဲ့ငါလခွန်းလန့်လိုက်တာဗျာအောင်စောကအလန်တကြားအော်ပြီးတော့အနောက်ကိုစုပ်သွားခဲ့ပြီမေတခိုင်ကတော့အဖွားကြီးကိုမျက်တောင်မခတ်တဲ့ဖိုက်ကြည့်နေခဲ့တယ် ငါမြေအိတ်နေတယ်ပြန်ကြတော့အဖွားကြီးကလေးတန်းမမနဲ့ပြောပြီးတော့အိမ်ထဲကိုဝင်ဖို့တော့တက်ခိုင်ကကိုငွေဆုပ်တဲ့ဖုတ်ပါလားပြာတော့မှာအန်ရရဲ့ရှိနေပြီအဲ့ဒါလိုပြောပြီးအိမ်ပေါ်တက်ကြည့်လိုက်ရာချီမွားနေတဲ့အိယာဘေးမှာတော့ပိန်ချုံးပြီးလဲကြနေတယ်ပြာတော့ကိုမြင်လိုက်ရတယ်ဖိကောင်ပြာတော့ဖိကောင်မောင်ဆောင်တဲ့မင်းတွေကအယိုးပေါ်အခြေရင်ဖြစ်နေတဲ့ပြာတော့ကိုပွေးချနေတဲ့ချိန်တက်ခိုင်ရဲ့အကြည့်က အဖွားကြီးစီရောက်သွားခဲ့တယ်။အဖွားကြီးကတက်ခိုင်သူ့ကိုကြည့်နေတာမြင်တော့အိန္ဒိယန်တောင်းကိုမျက်နှာမူပြီးမဇက်ကနေမကြေမချမ်းနဲ့ပြောဆိုပါလျော်။မောင်စောရေမင်းကအနီးနားလူတွေကိုသွားခေါ်မင်းနေငါးနောက်မှာနေတက်ခိုင်ကပြာသူ့ရဲ့ကုံငွေကိုဆက်လိုက်ပြီးတော့နဖူးကိုလက်ညှိုးနဲ့ထောက်ပြီးအထက်ဆရာကြီးများရဲ့အမိန့်ဆရာအောင်မြတ်တာရဲ့အမိန့်ငါဤအမိန့်ဖြင့်ကာယကံရှင်ဟာထိမ့်ချုပ်လိုက်သည် တခိုင်ကပြောပြတာနဲ့အိန္ဒိယဘက်ကိုမျက်နှာမူနေတဲ့အဖွားကြီးကတခိုင်ကိုရန်လိုတဲ့မျက်နှာနဲ့လှဲကြည့်လာခဲ့တယ်။အဲဒီအချိန်မှာပဲမောင်စိုးရဲ့ခေါ်ဆောင်မှုနဲ့တူအိန္ဒိနာချင်းတွေရောက်လာပြီးတော့အမလီလေးပြသူပြသူကဘလို့ဖြစ်သွားတာလဲ။ဒီဟာဦးလေးရောက်လာလို့တော်သေးတာမဟုတ်လို့ရှင်လေအဖွားကြီးကသူ့ကိုစားတော့မှာဗျာ။မင်းတွေကသူ့နားလဲတဲ့ပုံစံနဲ့ပြောလိုက်ပြီးတော့တခိုင်ကိုလှဲကြည့်လိုက်တယ်။အဖွားကြီးရဲ့ကိုယ်ထဲမှာ ကုံငွေးဆုပ်တဲ့ဖုတ်ဝင်နေတာဗျ။သူကပြာသူရဲ့ကုံငွေးကိုဆုပ်ပြီးတော့သူ့ရဲ့အားကိုပြန်ဖြစ်နေတာ။ဘခါရဲ့စကားကြောင့်အိမ်နီးနားချင်းတွေထိတ်လန့်သွားပြီးတော့အခုဘယ်လိုလုပ်ကြမလဲ။ဆရာကြီးဥခင်အေးတို့သွားပြင်ရမလား။ဒီလောက်ကတော့ကြောက်ကူလို့ရပါတယ်။ဘခိုင်ကပြောပြီးတော့အိမ်နီးရမှာကတ်နေတဲ့အဖွားကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့နေကဘသူလဲဆိုတော့လူတွေရှေ့မှာဖြေလန်းမမှန်မဲနဲ့လိန်ပြောလို့ရတော့ငါအဆိုးမဆုံနဲ့ ငါဒေါ်ပြိုလေးအေးကြီးမိုင်တင်တင်ငါဒေါ်ပြိုလေးပြာတို့ရဲ့အဖွာဒေါ်ပြိုပါကွယ်ဒီဖုတ်ကကလီကမာတွေပြောနေပါလားတကယ်ပဲနေရပြာတို့ရဲ့အဖွာဆိုရင်ငါရဲ့အင်းကိုခေါင်းပေါ်တင်ထားကြည့်တယ်တကိုင်ကရွေးအိတ်ထဲမှာပါလာတဲ့အင်းတစ်ချက်ကိုအဖွာရဲ့ခေါင်းပေါ်မှာတင်ဖို့လို့အမလီလေးမလုပ်ပါနဲ့မလုပ်ပါနဲ့အမှန်တိုင်းပြောပါမယ်ဒီအင်းငါခေါင်းပေါ်တင်ငါပြာဖြစ်သွားလိမ့်မယ် ပြောတယ်နင်ကဘာသူလဲငါငါကလေရထားလမ်းမိတ်မာနေတယ်ဖူးအောင်ပါနင်ခုဆက်တင်ထွက်မလားငါကိုယ်တိုင်ထုတ်ရမလားကိုယ်တိုင်ထွက်ပါမယ်ဒီအင်းကြီးကိုလေအနာနဲ့ဖဲပေးသမှာဖွားကြီးကတက်ခိုင်ကိုစောင်းကန်းစောင်းကန်းကြည့်ပြီးတော့အန်တစ်ချက်ကိုကြိတ်လိုက်ပြီးဘိုင်းကနေပြည့်လဲကျသွားခဲ့ဒီနေရာမှာပဲတက်ခိုင်ရဲ့သတင်းကအမျိုးလုံးကိုပြန့်နှံ့သွားပြီးတော့ အင်းတစ်ချက်နဲ့ဖောက်ထုတ်နိုင်တဲ့ဆရာဆိုပြီးနာမည်ကြီးသွားခဲ့တယ်။ယာသူရဲ့အဖွာအာသူဘကိုလည်းတက်ခိုင်းရပဲဥဆောင်ပြီးပြုလုပ်ပေးခဲ့သလိုယာသူလည်းတဖြည်းဖြည်းနဲ့တက်တာလာခဲ့တယ်။ရက်လေတဲ့နေ့မှာတော့ဥပရိယုတ်ကောင်းကောင်းလူကြီးတရာယာသူတို့အိမ်ကိုရောက်လာပြီးတော့မောင်ရင့်နာမည်ဟာတက်ခိုင်းဆိုတဲ့လူများလားဟုတ်ပါတယ်။အဘဘသူများလဲ။အဘရေစင်ကိုင်းဟာဥခင်အေးပါ။မောင်ရင့်ရဲ့အကြောင်း တပည့်တွေပြောလို့ကြားဘူးနေတာကြားပါပြီလူကတော့အခုမှပဲတွေ့ဘူးတော့တယ်ဦးခင်ရဲ့စကားကြောင့်တက်ခိုင်ကအိမ်ရောက်ကိုလှမ်းကြည့်လိုက်ရာသူ့ကိုလာစိန်ခေါ်တဲ့သူတွေကိုမြင်တွေ့လိုက်ရတယ်ဘောင်ရင်ကဘယ်ခိုင်းရလဲကွယ်ကျွန်တော်ကအင်းတို့ကြီးခိုင်းရပါအေးဘောင်ရင်ရဲ့ပညာထင်တာထပိုဆွမ်းနေတာပဲဒီမျိုးလေဘောင်ရင်လိုဆရာတယောက်ရောက်လာတာဝမ်းသာတရားပဲ အဘလာဝမ်းလာနေတာပါအဘတပည့်တွေကကျွန်တော်တိတ်ကြည့်ဖို့မရဘူးဗျာသူတို့အဘအသေးစားဆုံးမပြီးပါဘီသူတို့ကလည်းလေမောင်ရင်ကိုဆရာအတူရောင်လို့ထင်ပြီးရိုင်းမိခဲ့တာပါဟဲ့မောင်ဟန်ဒီလိုလာပြီးတောက်မှလိုက်ချမ်းဦးခင်အေးရဲ့အတန်းကြောင့်အိမ်ရောက်မှရှိနေတဲ့မောင်ဟန်တို့တက်လာပြီးတော့ဆရာအပေါ်မှာထင်လွဲခဲ့မိတာကိုတောင်းပန်ပါတယ်ကျုပ်တို့တွေပြောဆိုခဲ့တာလေဝေမြူပါနဲ့ဗျာကျုပ်စိတ်ထဲမှာဘာမှမရှိပါဘူး အခုလို့ပြပြလေးလေးနဲ့ပြီးသွားတော့ပို့ပြီးတော့ဝမ်းသာရတာပေါ့ဗျာကဲကဲအားလုံးလည်းနားလည်မှုရသွားပြီဆိုတော့အားတဲ့တည်းရလေကျုပ်အင်ကိုအလဲလာဖို့ဖိတ်ပါတယ်ကျွန်တော်အားတဲ့နေ့တေးကြပေါက်လာခဲ့ပါမယ်ကျောင်းမှာပဲပညာရက်တွေကြသွေးနေကြတာပေါ့ဗျာဒါဖြင့်အဖားတို့ခွင့်ပြုပါအောင်ဒါအာတုဘအလှူငွေလေးပါဦးခင်အေးကငွေစက်ကူတချို့ကိုကမ်းပေးပြီးတော့တပည့်တွေနဲ့အတူပြန်သွားခဲ့ ။တခိုင်ကတော့တပည့်စပန်းနေနဲ့ပြန်သွားတယ်။ဥခင်အေးရဲ့နောက်ကျောက်ကိုကြည့်ပြီးပြုံးလိုက်ပါတော့တယ်။ဒီပြုံးကတော့နေမြေတစ်ခုကိုအောင်မြင်သွားတိမ့်ပိုက်လိုက်နိုင်တယ်။စစ်သူကြီးတဦးရဲ့အပြုံးမဲ့မဟုတ်ပါလား။ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းမှာတော့မောင်စောမင်းတွေနဲ့ပြာသူတို့ကတခိုင်ရဲ့တပည့်လေးတွေဖြစ်လာပြီးတော့သူမျိုးသားချင်းမရှိတဲ့ပြာသူကတော့တခိုင်ရဲ့အနည်းသက်ဆုံးတပည့်ဖြစ်လာခဲ့တယ်။တရက်မှာတော့ တက်ခိုင်ဇေယျပေါ်မှာတပြက်စီးလဲနေတဲ့ချိန်ချွေးသီးချွေးပေါက်တွေနဲ့ပြေးလာတဲ့ပြာသူကိုမြင်လိုက်ရတယ်။ဥလေဥလေပြာသူဘာဖြစ်တာလဲကွာ။မောင်စောင်းနဲ့မင်းတွေရင်းနေလို့ဗျာ။ဟေးညိုထွက်ကချောင်းမှာရေကွေးနဲ့ရင်းနေကြလို့အဲ့ကောင်တွေဘာဖြစ်သွားကြသေးလဲ။မသိသေးဘူးဥလေရ။အဲ့ဒါကျွန်တော်လည်းသိသိချင်းဥလေကိုလာခေါ်တာ။ပြာသူရဲ့စကားကြောင့်တက်ခိုင်လည်းလွဲကိုလွဲပြီးတော့ ဂျင်းနစ်တယ်ဆိုတဲ့ချောင်းမေးကိုပြေးလာခဲ့လိုက်တယ်။ချောင်းသားကိုရောက်တော့ဂျင်းနစ်တဲ့သူတွေကိုလိုက်ရှာနေတဲ့မြို့ကန်တွေကိုမြင်လိုက်ရတယ်။အခြေအနေဘာထူးသေးလဲ။မထူးသေးဘူးဗျ။လိုက်ရှာနေကြတော့မယ်။သူတို့တွေဂျင်းနစ်တယ်ဆိုတာဘလို့သိကြလဲ။ဒီမှာလေသူတို့ရဲ့ဥပစာတွေကြံခဲ့လို့သိတာ။မြို့ကန်လူတယောက်ရဲ့စကားကြောင့်တက်ခိုင်ရဲ့ဂျင်းနဲ့ဒိန်ကလေးဖြစ်သွားပြီးတော့သွက်လက်လာတယ်။မောင်ဆုံးတဲ့မင်းတွေတို့ရဲ့မျက်နှာကစိတ်ထဲမှာပေါ်လာခဲ့တယ်။ ရင်းနေတာဘယ်ချိန်နဲ့ရလဲချောင်းမှာဝစ်လျှော်တဲ့လူတွေပြောတာတော့နှစ်နာရီလောက်ကြာနေပြီတဲ့အစကတော့သူတို့ကလည်းရေကူးတယ်ပဲထင်နေကြတာအတော်ကြာတဲ့အထိမတက်လာတော့မှရင်းနေသွားမှသိကြတာဟေးပြသူမင်းအောင်ခါတိုင်းသူတို့နဲ့တူတူရှိနေတာမဟုတ်ဘူးလားအခုမှဘလို့ဖြစ်တာလဲကျွန်တော်ကဦးလေးခိုင်းထားလို့ခဲတံသွားဝင်နေတာလေသူတို့လှမ်းခေါ်တာတော့နောက်မှလိုက်လာမယ်ဆိုပြီးပြောထားတာပြသူရဲ့စကားကြောင့် ။တက်ခိုင်မျက်လုံးကိုမှိတ်လိုက်ပြီးတော့လှုပ်ရှားနေတဲ့စိတ်ကိုတင်းငြိမ်အောင်ထိချုပ်လိုက်တယ်။ပြီးတော့မှပုံထားတဲ့အဝတ်တွေကိုယူပြီးတော့ချောင်းနှဖေးကမြေခွက်မှာတင်လိုက်ပြီးသူတို့တွေအသက်ရှိသေးလားဆိုတာမျက်စောင်နှက်ကိုခေါ်ပြီးမေးကြည့်ရမယ်။ဒါအကောင်းဆုံးနည်းလမ်းပဲ။အဲ့ဒီလိုခေါ်ပြီးလို့ရတာလားဗျာ။ကျိုးသားကြည့်ရမှာပဲဖျောင်းနိုင်တဲ့အမှုရတယ်တွားယူလာခဲ့တက်ခိုင်ရဲ့စကားကြောင့်ပြာတို့လေချောင်းမီးကအိမ်ကိုပြေးသွားပြီးတော့ ဖျောင်းနိုင်တဲ့အမွေးတိုင်ယူလာပေးခဲ့တယ်။ချောင်းဝေးမှာဖျောင်းနိုင်အမွေးတိုင်ထုံးလိုက်ပြီးတော့မောင်ဆောင်းနဲ့မင်းတင်တို့ရဲ့အဝိတွေဘောကိုလက်နဲ့အုပ်ပြီးချောင်းယူတခြားအပိုင်သားရပါတော့ပုပ်ကူဟာတိုင်းတယ်လို့ဒီမှာအီဝေစာဝစ်စင်ခဲ့တဲ့လူငယ်နှစ်ယောက်အသက်ရှိသေးခဲ့လေကျွန်ုပ်ထုံးညှိထားတဲ့ဖျောင်းနိုင်ရုပ်ကြီးဆိုလို့မိသေးပါသေးတာအဲ့ဒါလို့ပြောလိုက်ရာဖျောင်းနိုင် သုံးနိုင်ကို တယောက်ယောက်ကလေးလဲမဟုတ်တလို့ငိမ့်သွားခဲ့တယ်။ဒါကိုမြင်တော့တက်ခိုင်ကအားတက်သွားပြီ။ဤလူငယ်တွေအသက်ရှိသေးပါကဖျောင်းနိုင်သုံးနိုင်လို့မိတော့ပါသေးတာ။တက်ခိုင်ကထပ်ပြောလိုက်ရာဖျောင်းနိုင်သုံးနိုင်လို့မိထားတော့လာခဲ့တယ်။သူတို့တွေသူတို့တွေမသေးသေးဘူး။ဒီကောင်တွေအသက်ရှိသေးတယ်။အမလီတော်သေးတာပေါ့။ကုညီပါအောင်ဆရာရဲ့ကလေးတွေဘယ်မှာရှိနေလဲဆိုတာမေးပေးပါဦး။တက်ခိုင်လည်း သူ့အာနာသတီနေတာကိုမြင်တော့ရေကြီးကိုလက်နဲ့ပုတ်ပြီးတော့ချောင်းရိုးတလျှောက်အပိုင်သားရထားတဲ့ပုတ်ကိုကျွန်တော်ဤရှိကိုကိုရံရောက်စေတာတက်ခိုင်အမေးပေးလိုက်ရာရက်ကြည့်နေတဲ့လူတွေကခန့်နှွက်နဲ့ယောက်ကြားတယောက်ဝုန်းကနေခုန်ဆင်းလာပြီးတော့တဟင်းဟင်းနဲ့ဒေါသစကြီးမန်ဖီနေခဲ့တယ်တင်ရဘာတူလဲဟေ့ငါငါနာမည်မဲမောင်ပဲဟေ့တင်ရဒီချောင်းရိုးကိုအပိုင်သားရထားတဲ့သူလား ဟုတ်တယ်ငါကနင့်ရဲ့အာနာဇတ်ကိုမလွန်ဆန်နိုင်လို့ရောက်လာခဲ့တာပဲခလေးတွေအခုဘယ်မှာရှိနေလဲငါနေရာမှာရှိတယ်ငါ့ကိုစော်ကားလို့တတ်မလို့လုပ်နေတာနေလာတာမြန်လို့နော်ဖိတ်လျှော့ပါဗျာကျုပ်ကပဲမေတ္တာရက်ခံပါတယ်ခလေးတွေကမတိရတဲ့အရွယ်မို့အမားလုံးမိကြတာပါဒီကောင်တွေကလေငါနေတဲ့ဗိမ့်မှန်ပေးမှာကျင်ကြီးကျင်ငယ်စွန့်တယ်အဲ့ဒါငါ့ကိုစော်ကားတာပဲ ကျုပ်ဒီအတွက်သူတို့ဖြစ်ပေးမှာပါတင်းရှိမှာလေနောက်မလို့အောင်တောင်းပန်ခိုင်းပါမယ်ဒီချိန်တော့ကျုပ်မျက်နှာကိုထောက်ထားပြီးခွင့်လွှတ်ပေးပါအင်းငါနော်ဒင်းတို့အစိမ့်လိုက်စားကျင်နေတာတင်းရဲ့ဒေါသကိုနားလဲပါတယ်ခလေးတွေကိုဒီချိန်တော့ခွင့်လွှတ်ပေးပါနင်းကြောင်နော်နင်းကြောင်သူတို့တွေအခုဗမာရှိနေလေ။ချောင်းအောက်ဘက်ကတဖမ်းမင်းရဲ့အမြင့်ကြားထဲမှာငါဖွက်ထားတယ် ီစကားကိုကြားတော့မြုပ်ကန်တွေကချောင်းအောက်ကတဖမ်းမိလဲဟေးဖေးတဲ့အဲ့ဒီနေရာကိုငါသိတယ်ကွာဆက်လေပေါ့တက်ဟဲ့အဲ့ဒါလိုပြောပြီးချောင်းအောက်ဘက်ကိုထွက်သွားခဲ့တယ်။ဓာရီဝက်လောက်ကြတော့ဆက်လေပေါ်မှာကိုလုံးကြီးနဲ့သတိလင်နေတယ်။မောင်စောနဲ့မင်းနေတို့နှစ်ယောက်ပါလာခဲ့တယ်။ဘက်ခိုင်ကမောင်စောတို့ကိုမြင်တော့အဝတ်တွေကိုဝစ်စီပြီးနှစ်ဖူးကိုရက်လိုက်ရာနှကောင်သားကငေသာမောင်ထောက်အောင်ပါလိရော။အဲ့ဒီချိန်တက်ခိုင်က ဖန်ရံကနေထလာပြီးတော့ဇပုတ်ကိုရိုက်ချလိုက်ရာအောင်စောင်းနဲ့မင်းတွေတို့နှစ်ယောက်သာတဲပြင်းပေါ်လဲချသွားခဲ့တယ်။အောင်မလေးသေပါပြီဗျာ။မင်းတို့နှစ်ကောင်ကတိထပ်ပေါ်ပြီးရိုက်ခန့်ထိရမှာ။အခုထက်စင်ပြန်တော့မှန်လား။တခါရဲ့စကားကြောင့်မောင်စောင်းနဲ့မင်းတွေတို့ကြောင်အားအားနဲ့ဘသူ့ကိုတောင်းမရမလဲဖြစ်နေတဲ့ချိန်ငါ့ကိုတောင်းမှန်ကွာ။အဲ့ဒါလို့ပြောပြီးတော့လက်ခမောင်းထားခဲ့တဲ့သူကြောင့်နှစ်ယောက်သား ကျောင်းအားလန့်အားနဲ့နောက်ကိုထုတ်သွားခဲ့တယ်။မင်းတို့တွေဘာလုပ်ခဲ့လဲသိကြလား။ကျွန်တော်တို့တွေမသိဘူးဗျာ။မင်းတို့နှစ်ယောက်လေသူနေတဲ့နေရာမှာကျင်ကြီးကျင်ငယ်ဆုံးခဲ့တယ်ဆို။အဲဒီတော့မှနှစ်ယောက်သားခေါင်းတဆက်ဆက်ညှိပြီးတော့လုံမိခဲ့ပါတယ်။မသိလို့လုံမိတာပါ။နောက်မလုံရဲတော့ပါဘူး။အဲ့ဒါလို့ပြောပြီးဖီမူးလုံးထောင်တဲ့အထိကတော့ပါလေရော။ဒါဟုတ်မြင်တဲ့ပြသူက မောင်သောနဲ့မင်းတွေကိုအခွေးခွေးကြီးလိုက်ပြီးတော့ဖေမဲနှစ်ကောင်ကခုမှကြောက်နေတာဒူးကိုတုံးနေတာပဲအဲ့ဒါလို့ပြောလိုက်တော့တယ်ဒီလိုနဲ့သက်ခိုင်ကမောင်သောမင်းတွေပြာသူတို့ရဲ့အသက်သခင်ကျေးဇူးရှင်တယောက်ဖြစ်လာခဲ့တယ်လို့ဒီသုံးယောက်ကလည်းသက်ခိုင်ရဲ့ခြေရီလက်တွေဖြစ်လာခဲ့ပါတော့တယ်ဒီနေရာမှာတော့သက်ခိုင်နဲ့ပညာပြ၍မြို့သိန်းချင်းဆိုတဲ့ဇလံလေးပြီးဆုံးသွားခဲ့ပါပြီ။ နောက်ထပ်ဇာတ်လမ်းကောင်းလေးကိုနားဆင်ကြတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့ပါအောင်ခင်ဗျာ